အားလုံးပဲမင်္ဂလာနေ့လေးဖြစ်ပါစေရှင်ဒီနေ့ဖတ်ပြခြင်းနဲ့ဝတ္ထုတော်လေးရတော့1958ခုနှစ်ဧပြီလ10ရက်မြဝတီမဂ္ဂဇင်းမှာပါရှိတဲ့စာရေးဆရာလင်းယုံတက်လွင်ရေးသားထားတဲ့လွန်ခဲ့ပြီးသောအမှုဆိုတဲ့မဂ္ဂဇင်းဝတ္ထုတော်ပဲဖြစ်ပါတယ်အားလုံးပဲနားဆင်ခင်စားပေးပါရှင်လွန်ခဲ့ပြီးသောအမှု အခန့်တဲ့ဥသိမ့်ထွန်းအိမ်အသက်မှာယခုဆိုလျင်58နှစ်တည်တည်ပြည့်ခဲ့နေပြီ။ ဤလိုအသက်အရွယ်အပြင်58နှစ်ပြည့်မြောက်လာသောအခါ၌ပင်သူ့အဖိုးကစိတ်နှလုံးများခြောက်ခြားခြင်းနှင့်တောကပူပန်ရောက်ရခြင်းတို့ကိုနေ့ရှိသည်၍ခံစားနေရလေသည်ဒနာဥစ္စာပြေဝဖူလုံစွာနှင့်ပြွမရှာငွေမရှာလိုလေသည်မရှိရသော သူဘဝတာသည်လည်းယခုဆိုလျင် အချိန်နှင့်အလဟတ်တနှင့်အရာမရအောင်ဖြစ်နေရတော့၏အီမီထိုမီသောဥစ္စာဒနာပေါများကြွယ်ဝမှုတို့သည်၎င်း ကျောစောကိဋ္ဌိရှိမှုတို့သည်၎င်းလွတ်တရနေသော သူဘဝသည်၎င်းသူဤနှလုံးသားတွင်ကိန်းအောင်ဆွေးညိနာသည့်တခုရီသောတောကမီတော်အားမြည်တို့သောဤနေမှငင်းချဲပပြအောင်မစွမ်းဆောင်မကုစားနိုင်ဖြစ်နေရတော့၏ဥတိန်ထုံးအိဤနှလုံးသားများအတွင်၌သော၎င်းတက္ကုပတာရမြေခွေမြေခွေဟိုသမ ्या ၌သော၎င်းအရာရာအဆအဆဖြစ်သော တွင်းမှုတော်မှု စိတ်အာယုံဝင်စားမှုများ၌တော်၎င်းထို့မည်သော ပူပယ်ကြောင်းကြခြင်းဤဥပဒံတောကမိတော်တည်သာခြေထဲမှဝင်ရောက်ခါကာစီလောင်မြိုင်နေရရှိခြင်းဤသူသည် အမျိုးမျိုးအဖုံဖုံသောနှီးများဖြင့်ထို့မည်သောမိတော်ကိုအင်းငိမ့်ပျောက်ပြက်အောင်ပူဇော်ခဲ့လေသည်တို့ရတွင်သူအားနှိမ့်ဆက်လောင်ကျွမ်းနေသည့်တောကမိတော်သည်ငိမ့်အေးပပျောက်သွားမည်ဝေစွာတနေ့ထက်တနေ့တလထက်တလ ပုံမို့၍တိုးတက်လာကပို၍ပင်ဆိုးရွားစေခဲ့လေသည် လူလောကလူဘဝတွင်58နှစ်တည်းဟူသောတက်တန်းကာလ၏ခရီးစဉ်ကို ပေါရောက်ခဲ့ပြီးမို့လဲအချိန်ကာလအတွေ့အကြုံအပြင်ကနုနယ်တိုးတောင်းလာသေး၏ဟု မဆိုသာချေခေတ်ကာလ၏ပိုင်းခြားတမတ်ထအပ်သောတက်တန်းတွင် ထုံးမြသောတဝက်ကျော်သည့်ခရီးတစ်ထောက်ကိုရောက်တောင်ခဲ့ပြီးဖြစ်ခြင်းကြောင့်လဲ ဦးသိန်းထွန်းအင်း၏လူလောကအတွေ့အကြုံများကအတော်ပင်ရင့်ကျယ်မကြောခဲ့လေပြီးဟူ၍သာစိုးပွဲရာရှိလေသည်။ဤအထင်အများအများတော်သူတွေထက်ထူးကဲပေါ်လောကရွှေမရှားငွေမရှားနှင့်ငယ်စဉ်တောင်ကြီးကပင်ကောင်းလုံးပြည့်ဝစွာနေခဲ့ရသောဘဝရှိသူဖြစ်ခြင်းကြောင့်လည်းပြောပွဲရာမရှိလောက်အောင်ပင် လူလောက၏ဖြစ်ရအသွဲသွဲအခက်ခဲအဝဝတို့ဝဲကြုံခဲ့ဆုံးခဲ့ ကျင်းလေကျက်စားခဲ့ပို့ပြီးတော့ကျင်းလေသည်ဤလိုကျင်းလေကျက်စားမှုနှင့်ဤသို့သောကြုံခဲ့ဆုံးခဲ့နှက်ဆက်ခဲ့မှုများကြောင့်လည်းယခုကဲ့သို့သော အသက်အရွယ်90ကျော်လာသည့်အရွယ်၌ဥသိမ့်ထွန်းဤကဲ့သို့သော ပုဂ္ဂိုလ်တဦးအဖို့နန္ဒတန်ဝေရကတောကရွေပြပွေရခြင်းပင်ဖြစ်တန်ရာဤဟုယူဆရန်ရှိပေသည် သူသည်ထိုတောကမှကင်းဝေးကတည်ငြိမ်နေတဲ့သောစိတ်အာယုံကိုရရှိစေနိုင်၏အတွက် ဝိပဿနာတရားစာများကိုလည်းမနာရန်ဖတ်ရှုလေသည်မတာအာတုဘအိမ်များမှ တရားဝိုင်းစကားဝိုင်းများကိုလည်းဝဲရောက်ရောနှောကမမောတဲ့မပန်တဲ့စကားပြောခဲ့လေသည်မိုးညင်တော်ရသာသနာရိတ်သာကျွေတကုံဖျားစာတော့ဗုဒ္ဓ၏အယိတ်အဝါဒများတို့လည်းချိကက်ခါပို့လုံးလျက်သူဤစိတ်တော်ကရမှုများကို မေးပြအောင်ကုစားခဲ့လေသည်တို့ရတွင် သူ့၌ကြားရောက်ဖိစီးနေသည့်တောကမိတော့သည်ပျောက်ပြက်သွားသည်ကမရှိခွဲနှုတ်ကိုယ်တော်ကိုလောင်မြိုက်သည့်မိနှင့်တအုံအုံတနှွေးနှွေးနှင့်တငွေငွေတဖြည်းဖြည်းလောင်ကောင်းတော်လောင်ကောင်းဆဲပင်ရှိလေသည် ဥသိမ့်ထုံအေးအဖို့နေ့စဉ်နှင့်အမျှခဲစားနေရသည့်စိတ်တော်ကရောက်ရမှုကြောင့်ကြာတော့တစတစပိတ်မှန်းမသိပိန်ချုံလာသည်ငကိုကပင်ဖြူနေသော အသားအရေတို့မှာ ဘိမ့်ပြတ်သောတရုတ်ဘိမ့်စားတဦးကဲ့သို့ဖြူဖက်ဖြူရောဖြစ်လာသည် သူ၏မျက်ကွင်းများမှလည်းခက်ညိုညိုခက်မဲမဲဖြစ်လာသည်မျက်စိများမှလည်းခက်မိုင်းမိုင်းခက်ဝဲဝဲဖြစ်လာသည် သူနှခမ်းများမှမူဖြူဖြောဖြောဖြစ်လျက်ရခင်ကလိုဆိုပြေနေသော သွေးသားစုတို့မှလည်းအခုတမူပွဲပြောင်းလျက်မွေးချောက်ချောက်ဖြစ်လာတော်သည် ဖွဲ့ဝင်သွားသောနှထင်းနှင့်ကြဆင်းသွားသော ပချိုင်များကြောင့်သူမျက်နှာနှင့် ကိုလုံးကိုရဲတို့မှာဈေးအတွင်းဝင် မရောက်ရဘဲနေပုံမိနေသည့်မုံလာဦးကြောင့်လိုဖြစ်နေတော်၏သူသည်စိတ်တော်ကရမှုကိုပြပြစေရန်အတွက်ဓမ္မပဒတရားစာအုပ်တအုပ်ကိုစာအုပ်ဗီဒီယိုထဲမှဆွဲထုတ်ကာစာဖတ်ခန်းရှိကလထိုင်တလုံးပေါ်တွင်ထိုင်ပြီးဖတ်လိုက်မိ၏အကျင့်သူသည် မကောင်းသောအမှုကိုပြုညာအံထိုမကောင်းသောအမှုသည်ပင်ထိုသူအားအတုံအပြန်ပြုပေးအံ့ ဦးသိန်းထွန်းအေးသည်ဖက်နေသောစာအုပ်ကိုနှိမ်ညံ့စွာပိတ်လိုက်လေသည်သူသည်ဟင်းကနေတက်မှချိုင်းကကလေးထိုင်နမီကိုကောင်းမြည်၍ထားလိုက်မိသည်မျက်မှန်တွင်မှဖြစ်သောသူမျက်စိနှလုံးကိုလည်းအမြန်ဆုံးပိတ်ထားလိုက်မိသည်ဖိုးလိုက်ဖိုးလိုက်နှင့်ရှူဆိုင်နေသောဦးသိန်းထွန်းအေး၏အသက်ရှူနေပုံမှာအသက်ထွက်တော်မီဝေဒနာခံစားနေရသူကဲ့သို့ရှိလေသည် တခဏအတွင်း၌ပင်ဦးသိန်းထွန်းအေးသည် အာနာပါနာကမ္မထံဝင်စားတော်သူကဲ့သို့အသက်ကိုခက်လေးလေးရှုလျက်မျိုးလုံးများကိုလည်းတဖြည်းဖြည်းတမင်မီဖွင့်လိုက်၏။ရိုက်ငှက်ဤခြေစင်များကဲ့သို့ကျုံလီဖြတ်တော့ကအယုအဆက်ကလေးများပေါ်နေသောစာအုပ်ကင်ထားသည့်သူ့လက်များသည်တဆက်ဆက်တုံနေနေသည်။သူသည်ပေမဲနွမ်းလျစွာနှင့်စာအုပ်ဤတရွက်သော စာမျက်နှာကို အားဆိုင်၍ကြိုးစားလှန်လိုက်၏။လောက၌ မကောင်းသောအမှုကိုပြုညာအံထိုအမှုအတွေ့စိတ်ကွက်သောအယံဟုသည် မရှိနိုင်ပေ။ကိုယ်တိုင်ထုံးဤသည်ကြိုးစားကာစိတ်ကိုတင်း၍တလုံးချင်းတပတ်ချင်းစာကိုဆက်လက်ဖတ်လေသည်။တို့ရတွင်ခြောက်ခြားတော်လှုံနေသော သူဤစိတ်များသည်စာထဲတွင်မဝင်စားနိုင်တော့အခန်းနှင်းဒီမဲမဲရွှေမေမိသမီးခုထိပြန်မလာသေးပါလား။ဦးတိန်ထွန်းအေးသည် ိမ်အဲ့ခန်းရှိနိုင်ကိုကြည့်ရင်ကဇနီးတဲ့တော်မီးကို မေးလိုက်၏မနဲ့ကြောက်တဲ့သွားကလေးဟာကျမကိုပြောသွားတယ်မာဂရက်တို့မော်လီတို့နဲ့ရုပ်ရှင်ကြည့်ကြမလို့တဲ့ဒေါ်မီသည်ဦးသိန်းထွန်းအေး၏အမီးကိုခက်အေးအေးပင်ပြန်အပြေးပေးနေသည်အင်းတက်ခက်တကွာမိဟာကတဲရပြီးအေဒီအေဆန်နိုင်တကောကွာဦးသိန်းထွန်းအေးသည်ထိုစကားကိုညင်းညင်းညူညူပြောရမှာ မချင်မရဲနိုင်နှသောအမှုအရာနှင့်အေခန်းနှင့်အိတ်ခန်းတွင်ခောက်တော့ခောက်ပြန်ရှောင်နေတော်သည်ဒေါ်မေသည် သူ့ဘက်သို့တပတ်ပြန်လှည့်လာသောဥသိမ့်ထွန်းအိမ်၏မျက်နှာကိုတစ်ချက်မော်ကြည့်လိုက်၏ခက်တယ်ဆိုတာကဘာကိုခက်တာလဲရှင်။သူလည်းခလေးမှမဟုတ်တော့တဲ့ဟာတခါတလေနေချင်းပက်ချင်းသွားချင်နာချင်းအောင်မပေါ့။တကယ်တည်းမှာပဲကြက်ကလေးငှက်ကလေးလို့ချန်နေလောင်ထားချင်လို့တော့ဘဲဖြစ်ပါမလဲ။အေး မိပြောမှဖြင့်ဒါပဲကလေးမဟုတ်လို့လေကျောက်ကပြောပြောနေရတာပေါ့ဗျခမရသမီးဟာမငယ်တော့ဘူးဗျမငယ်တော့ဘူးဟုတ်ပါပြီမငယ်လို့ကျောက်သမီးကဘာတွေလုပ်နေလို့လဲအခုလိုက်သွားတဲ့မာဂရက်တို့မော်လီတို့ဟာလေသူနဲ့တက်တူရွယ်တူတွေပဲဟာနောက်ပြီးအတွင်းဝယ်သမီးအရေးပိုင်သမီးတွေပါတော့ဦးသိန်းထွန်းအေးတီဒေါ်မေးဤနှုတ်လန်ထွန်းမှုကို နိုင်အောင်မပြောနိုင်ပြီသူကြောင့်လေသူတီစိတ်နဲ့မချမ်းမသာနဲ့ ပန်းချံတွင်သို့စင်ကယ်လေ၏။ဥသိမ်ထုံအေးမှသမီးဖြစ်သူအမကျူပြဲမရမချင်းစိတ်တထင်ထင်ဖြစ်နေတော်၏။ထမင်းစားရမှန်းလည်းမသိရေချိုးရမှန်းလည်းမသိနှင့်စိတ်နှလုံးများနောက်ကြည့်လျက်ရက်တရမရဖြစ်နေလေသည်။သမီးသမီးဖဖေသမီးဟု၍လေဥသိမ်ထုံအေး၏နှုတ်ဖျားမှတရွရွတဖွတ်ဖွတ်ရွတ်ဆိုနေမိ၏။အတန်ငယ်ကြာသွား၍ခြံတွင်သို့ကားတစ်စီးဝင်လာသောအခါတွင်မှ ဦးတိုင်ထွန်းအေးအေးစိတ်များမှာတက်တာအေးစင်မှုရာခဲနေသည်သူသည်နာယူဝက်နေနီအချိန်ကုန်လွန်စေပြီးမှပဲချံတွင်မှအိမ်ပေါ်တို့တက်ခဲလေသည်တို့ရတွင်အိမ်ပေါ်တို့ရောက်သည့်အခါ၌လည်းဧကန်းတွင်မြင်လိုက်ရသော မြင်ကွင်းတစ်ခွက်ကြောင့်စိတ်နှလုံးများတုန်လှုပ်သွားရပြန်လေသည်ဒယ်ဒီဒယ်ဒီကိုတမီပြောပြောနေတယ်ကိုခင်လက်ဆိုတာသူပေါ့ဒယ်ဒီ तू ကဒီနေ့ PA စီနီယာပေါ့ ဟုတ်ခင်လက်ကစန်ဒီယာတီတိတ်ကောင်းတာပဲတည်း။အခုကျုပ်ကိုစန်ဒီယာတီတင်ပေးဖို့လိုက်လာတာ။အဲခဲကလေးထိုင်တွင်ထိုင်နေသော အသက်20ကျော်မြောက်ရှိမည်ဟုခမ်းမန်းရသည့်လူရွယ်ကထိုင်နေရကလေးထိုင်မှ အတန်ငယ်ကိုကိုကြွကန်းကောင်းညွှန်လျင်ဦးသိန်းထွန်းအေးကို အလေးမူနှုတ်ဆက်လေသည်။ဦးသိန်းထွန်းအေးသည် သူ့အမှုအရာနှင့် သူ့မျက်နှာကိုမနှဲကြီးစူးစမ်းပြုပြင်လိုက်ရ၏။"အော်ထိုင်ပါမထိုင်ပါ" ဦးသိန်းထွန်းအေးသည်ဧကန်းတွင်ဝင်ရောက်ထိုင်တော်မလိုလိုနှင့်ဧကန်းအတွင်သို့ဝင်လာခဲ့ပြီးမှကဲကဲစကားပြောကြအောင်ပေါ့ဦးရချိုးလိုက်ပြစီရောတောင်းလှုပ်နေသောဦးသိန်းထွန်းအေးသည် ထိုစကားမျှလောက်ကို အနိုင်နိုင်ပြောဆိုပြီးနောက်ဧကန်းမှထွက်ကားရချိုးကန်းရှိရာစီသို့နောက်ရှဝင်သွားတော့၏ဦးသိန်းထွန်းအေးသည်တနေ့တည့်ရက်မှစိတ်မချမ်းသာတော့သူသည် ကြီးမားလေးလံသော ဝင်တော်ဝင်ပိုးကြီးတစ်ခုအားခံပိုးထားရသည်နှင့်မခြားစိတ်တော်ကားတွင်ကြီးမားစွာရောက်လျက်ရှိနေရလေ၏ကြာတော့ဤလိုပေမဲဆင်းရဲစွာနှင့်စိတ်တော်ကား၏ဖီစည်းနှိမ့်ဆက်မှုတန်ကြောင့်လဲသူ့မှာလုံးဝပါရတော်လီမီလားဟုအတွေ့ရောက်မိနေသည်သူ့ရာတွင် သူ့အနေနဲ့ကအဘဲပုံတတ်နိုင်ပါမည်နီလွန်ပြီးခဲ့သောတရားလွန်ပြီးခဲ့သောအမှားများသည့်ဥသိမ့်ထုံအေအား ပူပယ်ဆင်းရဲမှုကိုဖြစ်စေသည်မှလွဲ၍အကျိုးတရားတစ်စုံတစ်ခုထူးခြားမှုကိုကမပေးစွမ်းနိုင်ချီအခန့်တုံးဥသိမ့်ထွန်းအေးဆိုလျင်တမျိုးလုံးကမတိသူမရှိသလောက်ဖြစ်လေသည်အင်ချင်း9000ကျော်ခန့်ရှိ၍လူဦးရေအပြင်၄5တောင်းခန့်ရှိသောတိစရိတ်မျိုး၌ပင် လူတိုင်း၏နှုတ်ဖျားမှာဥသိမ့်ထွန်းအေးဆိုလျင်တိနေကျွမ်းနေကြပေသည်မြေပန်းရှင်တထေသား မျိုးရိုးဗီဇာအဖြစ်နဲ့လူကုန်ထံမျိုးရိုးတွေမှာဖြစ်ရောမကဥသိမ်းထွန်းအင်းဤမိဘနှစ်ပါးကလည်းတယောက်ထဲတူဦးရဲသားဖြစ်တော့ကြောင့်သူတို့ဤနဝါဘော်တင်က တဖိုးဖိုးနေအောင်မှုတ်ထားမလောက်အရေးတကြီးကြီးနှင့်အလိုလိုက်ထားခဲ့ကြလေသည်ရုပ်ကလည်းချော်သည်ပစ္စည်းအုပ်စာဟူသည်ကလည်းကြည်ကြည်တဲ့ချမ်းသာလှသည်မြို့နယ်လေးနယ်နှင့်တကြီးပိုင်ကြီးရွာ၂၀၀ကျော်ကရှိသော ဒေသများတွင်လက်ညှိုးထုံးမလွယ်တဲ့လက်မြေအေကတွေကိုပိုက်ဆိုင်နေသည်ဟုသောဘုံတရင်ကလည်းဦးသိန်းထွန်းအေးဤကျော်စောကိတ်တီရှိခြင်းကိုရှေ့တန်းသို့တွန်းပို့နေသည်နှင့် တူလာပေသည်ဤလိုချမ်းသာကြွယ်ဝသောကိုသိန်းထွန်းအေးသည် ရေပိုင်ရှင်မိဘများကရန်ကုန်ကောလိပ်သို့ပို့ထားကပညာသင်ကြားနေဆဲဖြစ်သည့်အတွက်လည်းပုံမို၍လူအထင်ကြီးပုံမို၍ လူသိများနေခြင်းဖြစ်သည်ဟုကြိုရမည်ဖြစ်တော်လဲကိုသိန်းထွန်းအေအာ လူသိသူသည်များခဲ့ခြင်းကမူဤမည်သောအကြောင်းအချက်များကြောင့်သာ မဟုတ်ပေအခြားသောအကြောင်းအချက်ကလည်းရှိသေးသည်တော်ဖြစ်၏ကိုသိန်းထွန်းအေကို၌ကလည်းမိဘဤချမ်းသာကြွယ်ဝခြင်းကျွေကုံမျိုးကုံ တောင့်တင်းခြင်းကောလိပ်တွင်ပညာသင်ကြားနိုင်ခဲ့ခြင်းတို့ထက်ကျွင်သောဂုံပေါ်တစ်ခုကိုသာအသားယူလိကြွားဝါလိ ပြောလီပြောထားရှိတတ်ပေသည်ထုံမီသောဂုံပုံနှင့်ထုံမီသောအကြောင်းအချက်ကအခြားတော့မဟုတ် ရေပိုင်ရှင်သားကိုသိန်းထွန်းအေးသည်ငွေကိုရေလိုသုံးဖြုံးကထောင်လုံးတောင်လုံးကြိုက်တွင်လျက်မိမလိုက်စားသည်ဟုသော အကြောင်းပင်ဖြစ်လေသည်ဤတီမှလည်းကိုသိန်းထွန်းအေးအဖို့ကဝီစီယာမင်းသားကဲ့သို့ကျွန်းသိန်း900နှင့်စိုးသွဲရာတွင်တထောင်လောက်ပြုပါမှတခုမြလောက်သား တရင်ထွက်ခဲ့ခြင်းဖြစ်၏။သူနေထိုင်ရာမြို့ပေါ်တွင်မဆိုထားပြီးမြို့နယ်များမှတကြီးပိုင်200ကျော်များရှိသောကျေးရွာတိုင်း၌လိုပင်ရုပ်ရည်သားနာသည့်မိန်းကလေးများထဲမှပိုသိမ့်ထွန်း၏ခြေတော်တင်ခြင်းမခံခဲ့ရဘူးသောမိန်းကလေးမှာခက်ရှာရှာခက်ပါပါပင် ဖြစ်လေသည်။ထိုးမြတွင်လည်းမကသည်။ရန်ကုန်မြို့တော်ကြီးသို့တက်ရောက်ခါပညာသင်နေသောအခါ၌လည်းကိုသိမ့်ထွန်း၏သည် 20ကျော်အစိတ်မြတ်သောရီစာများကိုထားရှိနေရဲ့အမျိုးမျိုးအဖုံဖုံဒီလဲနှင့်တုံးခဲ့သူဖြစ်၏ဤအတွင်ကားမှမဖုံးနိုင်မဖိနိုင်နှင့်ဖြစ်ပေါ်လာသောအကြောင်းကိစ္စအတွက်ကိုလည်းကိုသိန်းထိုးအိတ်အနေနှင့်ပူပင်တော့ကရောက်เสียစိတ်အနာအရှက်ဖြစ်เสียမရှိခဲ့ပေနောက်ပိုင်းမှာပစ္စည်းပစ္စည်းနှင့်ဩဇာတက္ကမရှိလာသောမိဘများသည်ငွေလုံးခြေလုံးသုံးဆွဲကကိစ္စအလုံး ဤငိမ့်မီတည်အောင်စွမ်းဆောင်နိုင်သည်တမကပိုင်နိုင်သောစကားအတော်အနှုံးကိုလည်းထက်တင်တင်ပြောတတ်ပေသည်ဤတို့သားကိုတို့ဟာပေးစားတဲ့မယားမဟုတ်သမျှတရားဘရော့မှာမဝင်ဘူးကွယ်ဟုတည်းနောက်ဆုံးကိုသိန်းထွန်းအေးသည်မိဘနှစ်ပါးသဘောကျနှစ်သက်၍ဂုံခုံချင်းငွေငွေချင်းပစ္စည်းပစ္စည်းချင်း ကြေးတန်းတက်၍ထိမ်းမြားပေးစားလိုက်တော့မမေနှစ်ကြပြန်တော့လေ ထိုင်ငယ်ငယ်ခက်အေးအေးနေခဲ့သည်ကမဟုတ်မမေဤမြမအရင်တယောက်မှာဤကိစ္စနှစ်ပင် လူလောကထဲမှာပျောက်ွယ်သွားရလျင်မြမဝမ်းခွဲတယောက်မှာလဲကိုသိန်းထွန်းအေးဤခြေတော်တင်ခြင်းကိုခံလိုက်ရကမမေဤတူမာကျော်ကလေးတယောက်မှာကိုသိန်းထွန်းအေးဤလွန်ကျွန်းမှုကြောင့်ပင်ဘိုက်ပေါ်မြည်ဆဲဆဲမြို့ပေါ်မှာလူငယ်တယောက်နဲ့မြမလျှော့ပိတ်ကငွေအလိုက်ပေး၍ကိစ္စပြင်းငင်ခရရလေသည် အင်းမြလာကိုသိန်းထွန်အေကမိမနဲ့ပတ်သက်လာလျင်စိတ်မချရမယုံကြည်ရတော်သူတရားဖြစ်၏။နောက်တော်လဲသူတွင်ပြောစရာတခုတော့ရှိ၏။ကိုသိန်းထွန်အေနှင့်သာသုံးလေးချိန်ဆက်ဆံခဲ့ပူသောမိမတရားဆိုပါလျင်ကိုသိန်းထွန်အေသည်သူ၏စက်ကွင်းမှ မလွတ်ကင်အောင် အမိဖမ်းနိုင်ခဲ့သောအစွမ်းတခုပင်ဖြစ်နေ၏။တို့ကြောင့်ကိုသိန်းထွန်အေဆိုလျင်မိမကိစ္စနဲ့ပတ်သက်လာပါက ဂျက်ဆိုလက်ွက်ကမိတောက်သော မိမပါရဂူတယောက်ပေးလားဟုဆိုရမလားဖြစ်ခဲ့ပေသည်အိမြထုံမြနှင့်ကိုတိုင်းထုံအေအီဆက်ရန်တရသည်ရက်တက်ငိမ့်သက်သွားသည်ကမဟုတ်ပစ္စည်းဥစ္စာနှင့်ပြည့်စုံကြွယ်ဝ၍မိမချမ်းနှက်ဆက်သူတယောက်ပြီးပြီးရန်ကုန်တွင်ရွှေ့ပြောင်းကနေထိုင်သည့်အခါ၌လည်းမြင့်တဲ့တကောင်ကပွဲများနှင့်အထက်လွှာတို့၏ပါတီပေးပွဲများတွင်လည်းကိုတိုင်းထုံအေအီဂုံတရင်မှာ အုတ်ကောတွေရပင်ဖြစ်ခဲ့ပေ၏ထို့မြတ်လောက်ပေါလိုပေစာဖြစ်နေရခြင်းကိုပင် အာမရနိုင် မတင်းတိန်နိုင်သော ကိုသိန်းထွန်းဧကမူဧတွဲခိုင်းစီရန်ခေါ်ယူထားသောမိန်ကလေးများကိုလည်းမလွတ်တမ်းဖန်စားခဲ့တော်လေသည်ယခုက အသက်အရွယ်90ကျော်၍60ဘက်သို့အနည်းကြီးနေခဲ့နေပြီဇနီးတဲ့တော်မင်းနှင့်ထထောပေါပေါတူဦးဒီတယောက်ထီမွေးဖွားခဲ့သော တမီးကလေးအမကျူတယောက်ကိုလည်းရခဲ့နေပြီ။တဦးရီတယောက်ထိသာဖြစ်သောတမီးကလေးမို့လေမယားနှစ်ယောက်စလုံးအဖို့ကမြို့ထားမလောက်ချက်ခဲ့သည်။နေရာတိုင်း၌လည်းမပြောရမစိုးရနှင့်အလိုလိုက်ချက်ကြီးမာလာသည်။သူရှိခဲ့ရမှဦးသိထွန်းအိမ်မှာ မကြာမီတလနှစ်လအချိန်နောက်ကကြာကတမီးဤရှေ့ရေးအတွက်စိတ်မအေးနိုင်ရှိခဲ့ရခြင်းဖြစ်လေသည်။အခန်းလေး ဥသိမ့်ထွန်၏ရေချိုးပြီး၍အခန်းတွင်မှအပြင်သို့ထွက်လာသောအချိန်တိုင်းမူတန်တရားအနီးတွင် လူရွယ်ဧည့်သည်နှင့်အမကျူကို တွေ့ရ၏လူရွယ်ကတန်တရားကိုအတန်များညှိပြီးနောက်တချင်းတစ်ပုတ်ကိုခတ်တိုးတိုးဆို၍တန်တရားကိုလည်းခတ်ပြေးပြေးခတ်လင်းလင်းတီးလိသည်လူရွယ်သည်တစ်ခါတခါအမကျူကိုမော့ကြည့်ရင်းကတီးခွက်ကို အမကျူအားပြတ်တာပေးလိသည်ဒေါ်မီကမူ အယူကဲဆိုဖာဘော်တွင် ထိုင်နေရမှစလိတ်ကိုမိတဖွားဖွားနေအောင်တောက်လျက်သမီးကိုကြည့်၍ပီတိဖြစ်နေပုံရလေသည်ကျူကျူသေးနှင့် ရွှေနှင်းစီရင်စင်ရနကမွေးတယ်မခူးရက်စီရရင်အထူးပဲလှတယ်ဟုသောတချင်းတန်နှင့်စန္တရာတိကွက်များမှာထတ်တိုးတိုးပင်ဖြစ်တော်လဲတိတ်ဆိတ်သောညတွင်အေကြီးတအိမ်နှောင်းကိုလှိုင်းထွက်လာသည်ဥသိမ့်ထုံးအေးဤရင်တွင်မှမူ တတိုက်တဲခုံ၍နေသည်သူသည်သမီးကိုလှမ်းကြည့်ရင်းကစတိယာမယတောကတွင်ရောက်နေရသည် သူသည်ဧကန်းတွင် သွားရောက်ထိုင်လိုက်ပြီးဧကန်းတွင်မှလှမ်းကသမီးနှင့်လူရွယ်ရှိရာစီသို့မတိမတာကြည့်မိသည်ဧကန်း၏ပြတင်းများတွင်တက်တင်ထားသောအပြာနုရပေါ်တွင် အဖြူပန်းပွင့်ပန်းကယ်ကလေးများဖောက်ထားသည့်ခဲစီးများမှမီးရတွင်ပနာရလျက်လေတိုတိုင်း တစ်ဖြက်ဖြက်လှုပ်ရှားနေလေသည် အမကျူးမှာပုံပေ့ကြောင်းမှတဆင့်တက်ကတော်တို့ရောက်ရှိခဲ့သူဖြစ်ရာ နေရာတိုင်းတွင်ဖြက်ဆက်ဆန်းနှင့် ဆိုရှယ်ကြကြနေတဲ့သောအလေထားရှိနေတော့၏တူဦးရီတယောက်ထီသောသမီးကလေးလည်းဖြစ်ပြန်ပစ္စည်းဥစ္စာကလည်းပြေဝသူမိဘများသာဖြစ်သည့်အတွက်အမကျူးဤဘဝမှာလည်းသူ့ဖခင်ဦးသိထွန်းအေး၏ငယ်စဉ်ဘဝနှင့် ရိုးဆွဲလိုက်လျက်ရှိနေသည်ဟု ဆိုရပေမည်ဦးသိထွန်းအေးသည် အခန်းတွင်ထိုင်ရင်ကလက်တွင်းမှစိတ်ပရိကိုလည်းတကြောက်ကြောက်စိတ်နေတော့၏တို့ရတွင် သူစိတ်များသည်စိတ်နေသောပရိတဲ့သို့မတက်ရောက်ဖင်းအဝေးသို့ပြန်လွင်နေလေသည် သူခက်ရွရွဲចောင်းသားဘဝတော်က အဆက်အသွယ်ရှိသောမိန်းကလေးများအိမ်သို့တနည်းမဟုတ်တနည်းနှင့်အစိုးသလိုအကြောင်းရှာ၍ထွက်ဝင်သွားလာတတ်သည်များကိုလည်းတရေရေမြင်ရောက်လာ၏ထိုကမှအင်းရရှင်မိုင်း မယံကောင်းစသောနေရာများမှာလဲသူဤစတဲ့ချရာစခန်းများဖြစ်ခဲ့သည်ကိုမှောဝါဝါမြင်အောင်လာ၏ဦးသိန်းထွန်းအေးသည်တမိကိုလှမ်းကြည့်ရမှ အသက်ရှူမှမတက်ဖြစ်နေလေသည် အတန်ငယ်ဆော့ဆော့ကမှရေချိုးထားသည်သူ့ကိုမှလဲပွေများစို့ထွက်လာ၏သူသည်တရိပ်ကြီးစွာထားလျက်အသက်ကိုထမ်းရှူနေရလေသည်သူသည်အဘဲမြအတွေးကျဲ၍ အတိတ်ကိုပြန်လည်ရောက်နေသည်မသိလူရွယ်ကခွင့်ပြုပါမည်အကြောင်းနှင့်နှုတ်ဆက်ခွင့်တောင်းနေမှပင် ရောင်ရောင်ရဲရဲနှင့်ဥကောင်းတစ်ချက်ညှိပြလိုက်မိလေသည်ထိုသို့နှစ်ပင် အချိန်များသည်တစတစကုံဆုံးလာခဲ့ပြန်၏ဤလိုအချိန်တွင်ရင်ညောင်းလာသည်နှင့်အမျှလဲအမာကျူတွင် အပောင်းအသင်းတွင်တိုးတိုးလာသည် များစွာသောအဖြစ်နှင့်သူအပောင်းအသင်းတွင်သည်ယောက်ျားကလေးတွေသာဖြစ်နေလေသည် ိမ်မှာလည်းယောက်ျားကလေးဧည့်သည်များနှင့်ဝင်တိုးတွေဖြစ်နေ၏။ကျောင်းအားသောရမြား၌အိမ်တွင်ဧည့်သည်မပြတ်တော့ပေ။အိမ်တွင်ခိုင်းစီရန်ခေါ်ထားသောအိမ်ပေါ်မိမကြီးတယောက်နှင့်မိန်းကလေးခက်ရွရွနှစ်ယောက်တို့မှာအမကျူဤခိုင်းစီခြင်းအမိတ်ပေးမှုနှင့်မနာရအောင် အလုံများနေကြရရှာတော့၏။ဦးသိထွန်းအင်းမှာ သမီးအတွင် တနေ့တခြားပုံမိုးကစိတ်တော်ကားတွင်များလာရလေ၏။တို့ကြောင့်လဲ သမီးကိုကြောင်းမှအထွက်ခိုင်းရလေက ကောင်းပေမည်လားဟုဇနီးတဲ့ကို တိုင်ပင်နှီးနော်မိ၏ထိုအခါတွင်ဇနီးတဲ့ကသမီးဘက်မှနေက အပြင်းအထန်ကန့်ကွက်နေပြန်သဖြင့်ဦးသိန်းထွန်းအေးမှနောက်ဆုံးအရှုံးပေးလက်မြောက်လိုက်ရပြန်လေသည် ထို့သောနှစ်ပင် သူ့မှာသမီးအတွက်စိတ်တော်ကားတွင်ရပွေနေရခြင်းနှင့်အတူ သူဤပြုမှားခဲ့သောအတက်ဤချောက်လန်းမှုတို့ကလည်းတစက်ထက်တစက် ပြင်းထန်လွန်ကဲလာသည်ကြာတော့ဤတော့ကဤစိတ်ဆင်းရဲမှုကြပင် လူသည်တနောင်းနောက်တခွေခွေနှင့် အယိုးပေါ်အရည်တင်ဖြစ်စာပြူလာလေ၏ဤအဖြစ်မျိုးကြောင့်လဲဦးသိန်းထွန်းအေးမှခိုင်မာသောတမာရီနှင့်မြဲမြံသောသတိတရားကိုလုံးဝပင်မရနိုင်တော့ပေခြောက်ခြားသော အိမ်မက်များကိုလည်းထိတ်နှက်စရာ မြင့်မက်ခင်ရလေ၏သူဤချင်းမကြီးသောတမီးအမာကျူသည် ယောက်ျားကလေးအပေါင်းသင်များနှင့်ရောရှက်ခါဘောရဒန်ကပွဲများတွင်ရှင်တွဲနေသည်ဟုလကအင်းယာကန်တော်ကြီးစသောနေရာများတွင်ကျဲကျင်နိုင်ကျဲနေသည်ဟုလကတောင်ညာဤ6အိမ်မက်တို့ကဥသိမ့်ထုံအင်းအားညတိုင်းလိုဝိုင်းဝိုင်းလည်နှိမ့်ဆက်နေလေသည်သူကြောင့်လဲသူသည်ချောက်ချားနေသော စိတ်အာယုံကိုတနည်းတဖုံတတ်တာပါစေတော့ဟုသောဤရွယ်ချက်ဖြင့် မုံညင်တော်ရဘက်သို့သာနေ့စဉ်ရက်ဆက်သွားနေတော်လိမ့်ဤတို့ရတွင်သူအားအတိတ်မှပြုတ်အပ်သော နိုင်ထက်ကလူကြည်ကြံမှုတို့ကတံပြန့်ချက်ပြုကြတော်လိမ့်ပြီတနေ့မုံညင်တော်ရမှာမောင်ရီစာအချိန်တွင် ပြန်ရောက်လာသောဦးသိန်းထွန်းအေးမှအိမ်ပေါ်သို့ရောက်မဆိုင်၌ပင်ဝကြီးချက်မှဖြစ်နေသည့်ဇနီးတဲ့ကို တွေ့မြင်ရသည်မြန်မကသမီးဖြစ်သူအမကျူတယောက် ဇန်နီယာအတီလာတင်ပေးသောလူရွယ်နှင့်လိုက်ပြေးကြပြီးဟုသောသတင်းစကားကိုလည်းနားမချမ်းမြေတွင်ကြားသိရတော်လေသည်။အိုကွယ်ဖြစ်မိမှာတော့ဘယ်တက်နိုင်ပါမလဲ။ဒီတငယ်ရဲ့မိဘတွေစီကိုအကြောင်းကြားပြီးတင်းနောက်တင်းနယ်ဖြစ်အောင်လောက်လိုက်ကြုံပေါ့။ဒီတငယ်ကလည်းစမေးပွဲနီးနေပြီမဟုတ်လား။ဘယ်ရလားစမေးပွဲနီးရမှာလဲရှင့်။ဒီတငယ်ကကြောင်းသားမှာမဟုတ်တာ။ဟင် ဘာပြောတယ်ကွာအရက်ထဲကတီဝိုင်းသမားတဲ့တော်သမီးသမီးကိုချိုးကြီးနဲပါပေါ့ကလားသမီးရဲ့ဒေါ်မေမှာစကားဆုံးလျက်ပင်တအိမ်လုံးပွက်လောရိုက်သွားအောင်ကျူကျူဟစ်ငိုချလိုက်နေ၏ထို့အခါတွင်မှဦးသိထွန်းအေးဤပိန်နီဖြောတော်နေသည့်ကိုခန္ဓာမှာလဲကျိုးပြတ်သောရုပ်သေးရုပ်လိုအနည်းရှိကလက်ထိုင်ပေါ်သို့ဂျိန်းထိုးကား ဖွေကျသွားခဲ့ချေပြီးတကားဒီနေရာမှာတော့1958ခုနှစ်ဧပြီလထုံးရောက်ရီမဂ္ဂဇင်းမှာပါရှိတယ်။စာရေးဆရာလင်းယုံတက်လွင်ရေးသားထားတဲ့လုံခဲ့ပြီးတော့အမှုဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ရှင်။နားဆင်သူစာပေချက်သူများအားလုံးဘေးရန်ကင်းကွာပြီးကျန်းမာချမ်းသာကြပါစေရှင်။